မင်္ဂလာပါရှင်စကိုင်းတိုင်းအင်းတော်တိုက်ပွဲကိုစစ်ကူလာတဲ့စစ်ကြောင်းကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပကဖပီရီယပူပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကြောင်းပြတ်သွားပြီးစစ်တုံးမန်းများစွာဖမ်းခံခဲ့ရပါတယ်အဖမ်းခံထားတဲ့စစ်တုံးမန်းတွေထဲမှာအထမစုဆောင်းထားတဲ့တပ်သားတစ်တွေပါဝင်ကြောင်းလည်းသိရပါတယ်မလ15ရက်နေ့မှာကတာကနေအင်းတော်ကိုစစ်ကူသွားတဲ့အင်အား150ခန့်ပါတပ်မတော်စစ်ကြောင်းကို ပူပေါင်းတပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့လို့တပ်မတော်သား40ခန့်တိတ်ဆုံပြီးစစ်တုံးမှန်းအဖြစ်33ဦးအဖမ်းခံခဲ့ရတာပါစစ်တုံးမှန်းတွေထဲမှာဘကိုးချေဆိုင်တပ်မ89လောက်ခန့်တပ်ရင်းတွေကပြည်သူစစ်မှုထမ်းဥပဒေအရဝင်လာတဲ့တပ်မတော်သားတွေလည်းပါဝင်လာကိုတွေ့ရပါတယ်ဖမ်းမိစစ်တုံးမှန်းတွေကိုအစင်ပြေအောင်ဆက်ဆံမယ်လို့ပူပေါင်းတပ်ဖွဲ့အရာရှိကပြောကြားခဲ့ပြီးဘာမှမဖြစ်စေရဘူးလို့ပြောတာနဲ့အစားအစာနဲ့ရေပေးမယ်လို့ပြောတာကိုရုတ်တံမှတွေ့ရပါတယ်ရှင်။